တမားမြေမိုးကုံမြို့နီမိုမိတ်မြို့တို့မှာစောခွာမီတဘောတူညီချက်ဖြင့်စစ်တပ်နှင့်အပြစ်ခက်ရစဲရေးလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ကြောင်းတအောင်းပလောင်အမျိုးသားလွတ်မြောက်ရေးတမတော် TNL ယူနီအက်တီဘီထုတ်ပြန်သည့်တရုတ်အစိုးရအထူးကိုယ်စားလှယ်တင့်ရှိကျွင်ဤအကြောင်းဝင်စစ်စပ်မှုဖြင့်အောက်တိုဘာ29ရက်နေ့28ရက်တို့တွင် ကိုကျင်းမြောက်ဆွေးနွေးပွဲက TNL ဖက်မှဒုဗိုလ်ချုပ်ကြီး တာကျုပ်ကြဥဆောင်တော်အဖွဲ့နှင့်စစ်တပ်ဖက်ကဒုဗိုလ်ချုပ်ကြီးကိုကိုဦးဥဆောင်တော်အဖွဲ့တို့ကုမင်းနိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အပြစ်ခက်ရဆယ်ရန်သဘောတူခဲ့ခြင်းဖြစ်ပါတယ်။သဘောတူညီချက်အရသက်မှတ်ကာလအတွင်းမိုးကုံးညမိုးမိန်မာ TNLA တပ်များဆက်ခွာမိသည်ပြီးစစ်တပ်ဖက်ကလည်းတအန်းဒေတာလေးရင်ဘုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုလုပ်ဘဲအော်တိုဘာ29ရက်မှစတင်ကနှစ်ဖက်တပ်များရောက်ရှိသည့်နေရာတွင်ရပ်တန့်ထားရမည်ဖြစ်ကြောင်း TNLA က ပြောထားပါလေ။ရခင်ဆွေးနေပွဲများကတဲ့ကစစ်တပ်နေ TNL ကြသစ်စေနှစ်ဆက်ခုစစ်စင်ယူအတွင်လက်လွတ်ခဲ့ရသည့်နောင်ကျိုးကြောင်မဲတီဘောမိုးကုတ်မိုးမိမြို့တော်အောင်စစ်တပ်ကပြန်ပေးရန်တောင်းဆိုမှုကြောင့်ဆွေးနွေးပွဲများပြက်ခဲ့ရပြီးနောက်နောင်ကျိုးကြောင်မဲတီဘောမြို့တော်အားစစ်တပ်ကပြန်လည်သိမ်းပိုက်အပြီးတွင်မိုးကုတ်နှင့်မိုးမိမြို့အား TNL ကဆက်လက်ခုခံခြင်းမရှိဘဲအပြစ်ရက်လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ အဖိရဲ့ဘဘတူညီမှုမရခင် TNLA ထင်းချုပ်ပြေတော့မြွာအားစစ်တပ်ကတန်ကြန်ထိုးစစ်ဆင်ရတဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုများနေ့စဉ်နီးပါးပြုလုပ်ခဲ့တဲ့အတွက်ဇူလိုင်ဩဂုတ်စက်တင်ဘာ3လတွင်နောင်ကျိုးကြောင်မဲတီဘောမိုးကုံး မိုင်းငော်မိုင်းလုံးကုခိုင်မြို့နယ်တို့တွင်ကလင်းငယ်များပါဝင်အရတား86ဦးတေဆုံးက124ဦးဒဏ်ရာရခဲ့ပြီးစာတင်ကြောင်းနှင့်နေအိမ်ရအဆောက်အဦများစွာပျက်စီးခဲ့ရကြောင်း TNL ကပြောထားပါတယ်ထို့ပြင်ယခုအော်တိုဘာလအတွင်း၌လည်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA ထင်းချုပ်ဒေသများတွင်တံဃာတော်များနှင့်ကလေးများပါဝင်49ဦးသေဆုံးပြီး80ဦးဒဏ်ရာရခဲ့ကြောင်းလည်း၎င်းတို့ကပြောထားပါတယ် စစ်တပ်ဤအရက်ဘက်စစ်ဘက်မခွဲကြဘဲဘုံကျဲတိုက်ခိုက်ခြင်းတရုတ်ကစိုးရဖိအားပေးခြင်းတို့ကြောင့် TNL အပိရဲ့လက်မှတ်ထိုးကြောင်းတုံ့တက်မှုများရှိနေသည့်အပြင်အခြားတစ်ဖက်တွင်လည်း TNL အနေဖြင့်ရှမ်းမြောင်ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ခွဲ့များအပေါ်ပြုမှုဆက်ဆံမှုများကြောင်းမဟာမိတ်များဆုံးရှုံးကစီးရီးယားဖိအားပေးတိုက်ခိုက်ခံရပြီးနေမင်းများပြန်လည်လက်လွတ်ရခြင်းဖြစ်ကြောင်းတုံ့တက်မှုများလည်းရှိနေပါသည်စစ်ရေးလေလာတုံ့တက်သူတို့က တရုတ်ဖီအားကြောင့်လို့တော့အကြောင်းပြရင်ပြမှာပေါ့တကယ်တမ်းမှာ DNL ကဆက်ဆက်ချင်းမှာရန်သူကများသွားတယ်။နိုင်နေတုန်းကပန်ရန်ထားတော့မဟာမိတ်မရှိဘူးဖြစ်နေတာစစ်တပ်ကလည်းခွဲထုတ်တာခက်ခဲကြမ်းတမ်းမှာရင်တော့တချို့တွေလည်းရိုင်းနေသွားတာပေါ့တချို့လည်းထွက်ပေါက်ရှာဖို့စူးစမ်းကြတာဒါရဲကလက်နက်ကင်ဒေါ်လာရေးမှာတွေ့နေကြပါပဲဟု ပြောပါတယ်။ DNL ထိုးသွထုတ်ပြန်ပြီးနောက်မဟာမိတ်ဖွဲ့ချစ်တော့ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေး MDYPDF ကမိမိတို့ရရှိထားသောထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်၏အတွက်မိတ်ဖက်တော်လန်၏အင်အားစုများနှင့်လက်တွဲကကိုစွမ်းရှိသမျှညာစွမ်းရှိသမျှအာတုံခွန်ဆိုင်ဂျိုးပန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတိပေးထုတ်ပြန်ထားပါသည်။မန္တလေးတပေကောင်းဆောင်ကိုတေးစာဆန်းကလည်းစစ်အာဏာသိမ်းပြီးနောက်တော်လန်၏အချိန်ကာလ9နှစ်နီးပါးကျင်းမှာအခုကျွန်တော်တို့ရင်ဆိုင်ဖက်သားနေရတာက ီဒေါ်လာရေးရဲ့အခက်ခဲဆုံးကာလနဲ့အကျက်တဲဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ဒီအချိန်ကာလကိုကျွန်တော်တို့တွေအထူးတကားအကောင်းဆုံးရင်ဆိုင်ဖြတ်တန်းကြပါမယ်။အရင်ထပ်ပို့ပြီးစီလုံးကြရပါမယ်။အရင်ထပ်ပို့ပြီးတန်မာကြရပါမယ်။အရင်ထပ်ပို့ပြီးအလုပ်လုပ်ကြရပါမယ်ဟုယနေ့ဝင်သူရဲ့လူမှုကွန်ရက် Facebook ၌ရေးသားထားသည်။စစ်တပ်အားအကြီးအကျယ်အထည်နာစေခဲ့သည့်တဆယ်နှစ်ဆက်ခုံစစ်စင်ရေးနှစ်ပြည့်တည်းရက်နှစ်တိုက်ဆိုင်စွာပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် TNLA ကမြို့နှမြို့ပလန်ပေးကအပိယပ်သဘောတူခဲ့ပြီးဖြစ်သည့်အတွက်တဆယ်20ခုစစ်စင်ကြီးဥဆောင်ခဲ့သူများထဲတွင်အရခရတပ်ပေါ်အေးကတဖွဲ့ဒဲတာစစ်တပ်အားဆက်လက်တိုက်ခိုက်နေသည့်အခြေအနေဖြစ်ပါယ်တဆယ်20ခုစစ်စင်ကြီးဥဆောင်ဖွဲ့တဖွဲ့ထစ်သောမြမအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA ကိုကန်တပ်ဖွဲ့သည်၎င်းတို့တိုင်းပိုက်ထားသည့်တိုင်းစစ်ထံချုပ်အခြေစိုက်ရာလာရှိုးမြို့အား စစ်တပ်ထံပြန်ပေးကအပိခတ်ရက်ဆက်ရန်သဘောတူခဲ့ပါတယ်၂၀23ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်စတင်ခဲ့သည့်၁၀၂၇စစ်စင်ရေးကြီးအားအရခရတ်တဘော AA TNLA MNDAA တို့၏ဦးဆောင်မှုဖြင့်ပြည်သူ့ကာကွယ်ရေးတမတော် PDF များနှင့်ပြည်မအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များစွာက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးနှစ်နှစ်အကြာတွင် MNDAA နှင့် TNLA တို့ကစစ်တပ်နှင့်အပိခတ်ရက်ဆက်ကာ ိမ့်ပိုက်ထားသည့်လက်ကျန်မြို့များတွင် ကိုပိုင်အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိပါသည်